တနေ့လာနေပွဲသူအားလုံးမင်္ဂလာပါ2019 April 15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလအတွင်းစိတ်ချမ်းမြေမှုစကြုံမယ်အလှမင်္ဂလာတွေကြုံမယ်ပျော်ရွှင်ချမ်းမြေခြင်းရဲ့နှစ်သာရကို ရရှိတဲ့ကာလတစ်ခုဖြစ်တယ်ရာဇကိန်းနဲ့တိုက်ဆိုင်ပြီး အလိုစန္ဒရည်မှန်းချက်တို့ရဲ့အနှစ်သာရကို အခိုင်အမာရရှိတဲ့ကာလဖြစ်တယ်။မိကောင်းဆွေကောင်းထောက်ကူတွေတိုးပွားမယ်။ပျော်ရွယ်သူတွေအတွက်တွားလျရာရောက်လျရာမှာလူချစ်လူခင်ပေါ်များခြင်းမေတ္တာရေကံကောင်းခြင်းစမ်းဖွင့်ခြင်းတို့ကို မလွဲသေးကြပေါ့ကြုံတွေ့ရမယ်အနေထားရှိတယ်။စူပေါင်းတွဲဖက် လုပ်ငန်းတွေလည်းကြိုးပမ်းမယ်။မရည်ရွယ်ပဲအလူတန်းမင်္ဂလာကိစ္စတွေကိုလည်း ဆောင်ရွက်ရသောအနေအထားကိုကြာရောက်ပါနိုင်မယ်။တကြံကြံ့နေဖြစ်တဲ့ April 15ရက်နေ့ဟာထူးခြားစွာကံကောင်းသော နေ့တစ်ခုပျော်ရွှင်စရာလေးတွေနဲ့လွှမ်းမိုးနေတယ်။အညာမရှိပဂရီကောင်းခြင်းနဲ့စမ်းပွင့်ခြင်းများရှိနေတယ်။16ရက်နေ့မှာထူးခြားတဲ့ကံတလန်းလေးတွေဖြစ်လာမယ်။ခီးသွွားခြင်းကြိုးပေးမယ်။ ကောင်းသောပြောင်းလဲနဲ့တိုးတက်ခြင်းလေးတွေရှိမယ်။တကြံတက်ရဖြစ်တယ်။တကြံတက်ချိန်မှာတော့ည9နာရီ26မိနစ်23စက္ကန့်ချိန်မှာကုသိုလ်ကောင်းမှုလေးတွေလုပ်လိုက်ရင်လည်းအကျိုးရှိပါတယ်။ဆက်ခွန်ရက်နေ့နှစ်စန်းတရက်နေ့ဒီနေ့ဒီရက်မှာကောင်းခြင်းမင်္ဂလာတွေရှိနေမယ်။ လက်ပွင့်ခြင်းကံပွင့်ခြင်းလဲကိုယ်တွေသီးသန့်ကောင်းတယ်အရာရာစင်ပြေတယ်အလှူဒါနနဲ့ကုသိုလ်ကောင်းမှုတွေတည်ပြည့်ရအကျိုးရှိတဲ့နေ့တစ်ခုပါပဲ၁၈ရက်နေ့အထူးသတိထားမယ်နေ့အသွာလာနေတဲ့ဂယူဆက်ရမယ်မတော်တဆထိခိုက်မှုကနေဖြစ်တတ်တယ်ယံပတိဘက်ကနေနဲ့ထိတ်တိုက်တွေ့ရတတ်တယ်19ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းအလှူဒါန်းကိစ္စများဆောင်ရွက်ရခြင်းနဲ့ ထူးခြားသောကံမြင်မှားခြင်းတို့ကိုကြောက်မယ်20ရက်နေမှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ရတ္တနဲ့လူတွေပြန်လဲစတင်နိုင်တဲ့နေထားဘက်ကိုလည်းကြုံမယ်အယူဆကွဲပြားသူတွေနဲ့တွဲဖက်လိုရတဲ့နေထားလည်းရှိမယ်21ရက်နေ့ကတော့အရေးပါတဲ့စာရွက်စာတမ်းတစ်ခုလက်မှတ်ရေးထိုးရမယ်တပြိုင်နက်တည်းလုပ်ငန်းနှမျိုးလှုပ်ပြီးတော့ထူးခြားတဲ့တလန်အောင်မြင်သော နေထားတို့ကိုမလွဲသေးချပေါ့ ရရှိတဲ့အနေအထားကိုကြုံတွေ့ရမှာ ဖြစ်ပါတယ်။တနင်္ဂနွေနေ့မွေးသူတွေနဲ့တွဲပြီးတော့ခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အစဉ်ပြေမယ်။တနင်္လာနေ့မွေးဖွားတဲ့သူတွေနဲ့တွဲပြီးငွေကြေးကံလက်ပွင့်ခြင်းကံပွင့်ခြင်းတွေရှိမယ်။အင်္ဂါနေ့မွေးသူတွေကိုတော့ကြိုးပေးမယ်။ကိုယ်ပေါ်မှာမြစ်တာနဲ့ရာရာကူညီခြင်းတွဲဖက်လုပ်ကံ၍သူတို့နဲ့ပတ်သက်အကျိုးရှိခြင်းတွေကြုံမယ် ဗုဒ္ဓနဲ့ဝိသုရိနဲ့တွဲပြီးတော့ရတ္တန်နဲ့လုတ်တွေပြန်လဲစတင်နိုင်တယ်။အယဝေးကိစ္စစီစဉ်နိုင်တယ်။ဇာတာပရင်းနဲ့ဝိသုများကြောင့်ပြဿနာတစ်မျိုးပြီးတစ်မျိုးဖြစ်တာလိုက်ဖြေရှင်းရလိမ့်မယ်။တောက်ချာနေဝိသုရိကိုကိုထူချိုးပေးမယ်။ကောင်းခြင်းခံနေဖြစ်စေမယ်။စနေနေ့ဝိသုများကြောင့်ရန်ပတိဘက်ကအနောက်ရှက်စိတ်ပင်ပန်းစရာတွေတစ်ခုပြီးတစ်ခုကျုံတွဲတပ်ပါတယ်369ခန်းနေဂျိုးပေးတယ အပြာရောင်နေရောင်ပန်းရောင်တို့ကိုအချိုးပြည့်တဲ့အရောင်များဖြင့်တုံးဆွဲရမှာ ဖြစ်ပါတယ်။ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်လို့ငါနေနီးပါးမှာရှိတဲ့အသက်ရွယ်ကြီးရသူတို့ကိုစေဝါအလူဒါနပြုပေးပါ။ကောင်းသောကံကြမ္မာများထင်ရှားစွာပေါ်ထွန်းလာပါလိမ့်မယ်။